မင်္ဂလာပါ review လေးမှာကျွန်တော်မျှဝေပေးချင်တာကတော့ WhatsApp အကောင့်ဖွင့်တဲ့နီးလန်းလေးကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်။ Okay WhatsApp ဖွင့်တော့မယ်ဆိုရင်ဒါကျွန်တော် WhatsApp app ကိုတော့ကျွန်တော်ရဲ့ message က Play Store မှာ download ဆွဲလိုက်ပါတော့။ Okay ဆွဲလို့ပြီးသွားပြီဆိုရင်ဒါကျွန်တော်တို့အဲကိုယ့်ရဲ့ phone နဲ့ကို WhatsApp app ကလေးရောက်လာပြီ။ရောက်လာပြီဆိုရင်ဒါကျွန်တော်တို့အဲဒီ WhatsApp account လေးအဲဒီ app ကလေးပေါ့နော်။အတစ်ချက်နှိပ်လိုက်အဲ့နှိမ့်လိုက်ရင်အတူကဒီလိုမျိုးပေါ်လာမယ်ကျွန်တော်တို့ကအင်္ဂလိပ်ဘာသာနဲ့ပဲသွားမှဖြစ်တဲ့တော့ဒီနေရာမှာထားပြီးတော့ဒီမြားလေးကိုပေါ့နော်အဲ့နှိမ့်လိုက်မယ် โอเคဒါဆိုရင်တူဝဒီလိုမျိုးပြောလာမှာเนาะဟာကျွန်တော်တို့ကဒီအစိမ့်လေးပေါ့เนาะအခွင့်ကိုနေနေဘာတစ်ချက်နေလိုက်โอเคဒီလိုမျိုးပေါ်လာမယ်ပေါ်လာမှာဆိုဒီအပေါ်ဆုံးចောင်းပေါ့เนาะအလောင်းဆိုတော့တစ်ချက်ပေးလိုက်အဲကျွန်တော်ရဲ့မိတ်ဆွေကကျွန်တော်ကတော့ဒီမှာ66ကြာနေတယ်66ကတော့ဒါကျွန်တော်ကတော့ထိုင်းလန်းပေါ့เนาะထိုင်းနိုင်ငံပဲကျွန်တော်ရဲ့မိတ်ဆွေက အဲကိုဖွင့်တဲ့နိုင်ငံရဲ့ country ကိုယူရတဲ့ကျွန်တော်ကထိုင်းလန်ဖြစ်တဲ့တော့ထိုင်းလန်ပေါ့နော်တကယ်လို့မဟုတ်သေးဘူးကျွန်တော်ရဲ့မိစုကကိုဖွင့်နေတဲ့အဲဖုန်းနံပါတ်နိုင်ငံမဟုတ်သေးဘူးဆိုရင်ဒီမြားဆက်လေးကိုနှိပ်ပြီးတော့ဒါကျွန်တော်ရဲ့မိစုကကိုကြိုက်တဲ့နိုင်ငံကိုယူလို့ရတဲ့ကျွန်တော်ကထိုင်းလန်ဖြစ်တဲ့အတွက်ထိုင်းလန်ပေါ့နော်ဒီရှိမှာက66ဖြစ်သွားတယ်ပေါ့နော်ထိုင်းလန်ထားလိုက်တာ ਨੇ โอเคဒါဆိုရင်ကျွန်တော်ရဲ့မိစုကဒီနေရာမှာဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်ကလည်း၃ညဖြုတ်ထားလို့လည်းရတယ်၃ညထည့်တိုက်လို့လည်းရပါတယ် အဲ့ဒီတန်းလေးပေါ့နော်တကယ်တမ်းကတုံညာဖြုတ်ထားလိုက်ရတယ်ထည့်လိုက်ရတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဟာကျွန်တော်ကတော့ထည့်လိုက်တယ်တုံညာပါပေါ့နော်အဲ့ထည့်ပြီးရောက်က next code ချက်နှိပ်လိုက်မယ်ခဏဆောက်လိုက်မယ် โอเคဒါဆိုရင်ဒီဖုန်းနံပါတ်မှန်လားဗောနော်မှန်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက်က yes keyword ချက်ပေးလိုက်မယ်ဒါဆိုရင်တော့အဲ့ဒီဖုန်းနံပါတ်ကိုအခဏန်းလေးတွေတော့ပို့တယ်ဗောနော်ကျွန်တော်ကလည်းအဲ့ဒီဖုန်းနံပါတ်ကဒီဖုန်းထဲမှာထည့်ရတာဖြစ်တဲ့အတွက်သူကလည်း auto ဝင်ဝင်သွားမှာဗောနော်အဲဒီမှာတခါတည်း auto ဝင်တယ်ဗောနော်ဟာဒီမှာ cook လေး6လုံးကျက်လာတယ်အဲတချို့မဝင်ဘူးဆိုတော့လည်းတွားယူရတာဗောနော်ကျွန်တော်ဘက်ကတော့ auto ဝင်ပြီးတော့တခါတည်းအဲဒီလိုမျိုးဖြစ်သွားတယ်ဗောနော်အဲပို့လာမဆိုရင်ဒီဘက် continue ဗောနော်ဟာကျွန်တော်များပြတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်အဲပြီးသွားရင်ဒီအပေါ်ဆုံးကြောင်းလေးဗောနော် allow ဆိုတော့နှိပ် အဲတချို့ဒီမှာပဲအလောင်းပဲပေါ့နော်အဲဒီမှာလည်းအလောင်းပဲအပေါ်ဆုံးကြောင်းမှတစ်ချက်နေတချို့ဖုန်းတွေကြတော့တခါတည်းပေါ့နော်အကောက်ဟောင်းဖွင့်ခဲ့ဘူးတယ်ဆိုရင် तू ကအခုနကနေရာမှာတခါတည်းအကောက်ဟောင်းရောက်သွားတာပေါ့နော်မဖွင့်ခဲ့ဘူးသေးဘူးအလောင်းက plain ဆိုတဲ့ချို့တော်တော်မတူးဘူးပေါ့နော်ဟာဒါတခါတည်းဒီမိလာပြပေးတာပေါ့ ။ Okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာအဲကိုယ့်ရဲ့နာမည်ကိုလည်းပေးလို့ရတယ်အကျိုက်တဲ့နာမည်ပေးလို့ရတယ်ပေါ့နော်။အဲကျွန်တော်ကတော့အောင်အောင်လို့ပဲကျွန်တော်ပေးလိုက်မယ်။အဲအောင်အောင်လို့ပေးမယ်။ဓာတ်ပုံတွေဘာတွေထည့်ကျင်လဲဆိုရဲဒီဒီကင်မရာနေရာလေးကိုတစ်ချက်နှိမ့်တယ်ပေါ့နော်။အဲနှိမ့်လိုက်ပြီးတော့အဲဒီဘက်မှာအဲအလင်မှာဓာတ်အခုမှရိုက်ထဲမှာလား။ အဲကျွန်တော်တို့ကဒီဘက်မှာကျွန်တော်အယုတ်လေးလှုပ်ထားရှိတာလားအဓာတ်ပုံထဲမှာလာပါတော့ကျွန်တော်ကတော့အလေအားကိုချက်နေတယ်မြေကိုရဓာတ်ပုံလေးတစ်ပုံထည့်ဖို့တော့ပေါ့နော်โอเคဓာတ်ပုံကလည်းကျွန်တော်မှာမရှိဘူးမရှိဘူးဆိုကျွန်တော်ဒီဘက် Facebook ပဲကျွန်တော်ထည့်တယ်မြေနော်အဲဒါပေမဲ့လည်းကျွန်တော်ဒီနေရာလေးလောက်ပဲကျွန်တော်ပိုင်းပြီးထည့်လိုက်မြေအဲဒီတိုင်းလေးပေါ့နော်ဒါကျွန်တော်မှာဓာတ်ပုံရှိတဲ့အတွက်ရှိတာလေးတခုကျွန်တော်ထည့်လိုက်တာထည့်လိုက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒန်းကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်ကျွန်တော်ရဲ့ဓာတ်ပုံရောက်သွားပြီပေါ့နော်အဲဒီမှာလည်းနာမည်အဲဒါကလည်းရသွားပြီဆိုရင်အောက်က niche ကိုတစ်ချက်နှိပ်လိုက် WhatsApp ဖွင့်လာကလွယ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ message ကနောက်ထပ် Gmail နေနဲ့လည်းလုတ်ချင်ပရိပန်းလုတ်ချင်သေးလားပေါ့နော်။အဲကျွန်တော်ကမလုတ်တော့ဘူးမလုတ်တော့ဆိုရင်ဒီအောက်မှာနော်အဲဒီမှာ skip ဆိုတာရှိတယ်။အောက်ကကျွန်တော်မျှရေးချက်ကြီးအောက်ကဟာလေးကိုတစ်ချက်နှိပ်လိုက်။ โอเคဒါဆိုရင်တူကလုတ်တယ်လုတ်ပြီးတော့ဒီတိုင်းဝေးဖြစ်သွားပြီเนาะဒါဆိုရင်ဒါကျွန်တော်ရဲ့ account တစ်ခေါက်က WhatsApp account တစ်ခေါက်ကဖွင့်လို့ပြီးသွားပါပြီ WhatsApp account ကလည်းဒါကျွန်တော်တို့အသုံးပြုသူဖုန်း Facebook အသုံးသူတိုင်းပေါ့เนาะ WhatsApp account ကဖွင့်လို့ရတယ်ဒီမှာလည်းကျွန်တော်တို့ video call တွေလည်းခေါ်လို့ရတယ်စာတွေလည်းပို့လို့ရတယ် message ချလို့ပဲပေါ့เนาะ तू ကအသုံးနည်းနေလို့ပါ तू ကလည်းအသုံးပြုလို့ကောင်းတယ်ကျွန်တော်တော် line မကောင်းဘူးဆိုရင်လည်းအဲ तू နဲ့ဖုန်းခေါ်တာတွေဖုန်းပြောတာတွေကတော်တော်လေးအဆင်ပြေတယ်ကြည်လင်ပြတ်သားတယ်ပေါ့เนาะအဲ message မှာတော့ကြိုးကြောင်ဖြစ်တတ်တယ်ဒီကောင်ကကြိုး းချောင်မဖြစ်ဘူးတကောင်တော်တော်သုံးလို့ကောင်းတယ်ဗောနော်ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ